င်္ဂလာပါရှင်။ကျမကတော့ဂျာမုံပါ။နိုဝင်ဘာ22ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်။၃ရက်ဆက်တိုက်ရွာတဲ့မိုးကြောင့်ဗီယက်နမ်မှာရေကြီးမြေပြိုမှုတွေဖြစ်ပြီးလူ40ကျော်သေဆုံးခဲ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်အလဲပိုင်းမှာမဂနီကျု5.5အဆင့်ငလင်းလှုပ်ခဲ့လို့အနည်းဆုံး6ဦးသေဆုံးခဲ့တာပါ။တောင်တရုတ်ပင်လယ်မှာပြက်ကျခဲ့တဲ့တိုက်လေရင်နဲ့ရဟတ်ရင်ကိုဆယ်ယူဖို့အမေရိကန်စတင်စီစဉ်နေပါပြီ။ဒီသတင်းတွေပြပြပေးပါမယ်ရှင်။ ဗီယက်နမ်မှာတဲတဲထန်ထန်ဇက်တိုက်ရွာသွန်းတဲ့မိုးကြောင့်ရေကြီးမှုမြေပြိုမှုတွေဖြစ်ပြီးလူ40ကျော်သေဆုံးခဲ့ပါတယ်။ဗီယက်နမ်ရဲ့အစိပိုင်းတချို့မှာ၃ရက်ဇက်တိုက်မရက်မနာမိုးတဲခဲ့ရာကအိမ်ပေါင်း9000 2000ကျော်ရေနစ်ခဲ့ပြီးပြည်စစ်တပ်အားတွေလည်းပြတ်တောက်ကုန်ပါတယ်။လက်ရှိအချိန်ထိသေဆုံးသူ42ဦးဆက်ရင်းရထားပြီး9ဦးပျောက်ဆုံးနေကြောင်းအာဏာပိုင်တွေကပြောပါတယ်။လွန်ခဲ့တဲ့၃ရက်အတွင်းဗီယက်နမ်ရဲ့ဒေသတချို့မှာမိုးရေချိန်က9ပေလောက်ထိများပြားခဲ့ပါတယ်။ ကာယိုဒန်းမျိုးတွေဖြစ်တဲ့ဝိုင်နာနဲ့နာထရန်တို့ကတော့မိုးသဲထန်ပြီးရေကြီးမြေပြိုမှုတွေဖြစ်ပွားတဲ့ဒဏ်ကိုအဆိုးအဝါဆုံးခန်းစားခဲ့ကြရပါတယ်။ပြီးတော့နိုင်ငံအလဲပိုင်းကကော်ဖီစိုက်ပျိုးထုတ်လုပ်ရာကုန်းမြင့်ဒေသတွေမှာလည်းမြေပြိုမှုတွေနေရာအနှံ့ကြုံတွေ့ခဲ့တာပါ။ဒီကဲတဲ့လပိုင်းတွေအတွင်းသတင်းပတ်နည်းနည်းလောက်ပဲခြားပြီးတက်ခတ်ခဲ့တဲ့ကယ်မဂီနဲ့ဘူအာလိုင်းတိုင်ဖုန်းမုန်တိုင်းနှစ်ခုကြောင့်လဲဗီယက်နမ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အခုနှစ်အတွင်းအောက်တိုဘာလကုန်အထိအခြေအနေအရ ဗီယက်နမ်မှာတဘာဝဘီအန်ဒီရဲ့အမျိုးမျိုးကြောင့်ထိခိုက်ပျက်စီးမှုအတိုင်းအတာကဒေါ်လာ1ဘီလီယံဖိုးထိရောက်ရှိခဲ့ပြီလို့အစိုးရကခန့်မှန်းထားတာပါလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာတော့ရေလွှမ်းမိုးတဲ့ဇုံနယ်မြေတွေမှာလူတွေကအိမ်ခေါမိုးပေါ်ထိတက်ပြီးခိုလုံနေရတာကိုတွေ့ရပါတယ်တဘာဝဘီအန်ဒီရဲ့အရေးပေါ်အခြေအနေကြီးညာထားရတဲ့လမ်းဒေါင်ပြည်နယ်ထဲမှာတော့တရားတစင်းဟာအောက်ခြေတိုင်တစ်ခု ရေစီးနဲ့ပါသွားရာကတချမ်းဆောင်းသွားတာကိုတွေ့ရပါတယ် နာထရမာတော့နိုဝင်ဘာ22ရက်နေ့နေ့လယ်ပိုင်းထိရေမကျသေးပဲအိမ်တွေဆိုင်တွေထဲမှာ၃ပေလောက်ထိရေဝင်နေသေးပါမိုးလေဝသပညာရှင်တွေကတော့ဗီယက်နမ်အလဲပိုင်းမှာနိုဝင်ဘာ22ရက်နေ့ထိမိုးအထင်အတင်ကနေတဲတဲထန်ထန်ဆက်လက်ရွာသွန်းနိုင်ကြတွေရှိနေသေးလို့သတိပေးထားပါရရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအလဲပိုင်းမှာမဂနီကျု9.5အစဉ်ငလင်တစ်ခုလှုပ်ခဲ့တာကြောင့်အနည်းဆုံး6ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ် ပြက်စီးမှုအခြေအနေတွေကိုအသေးစိတ်မသိရသေးပေမဲ့မြို့တော်ဒါကာတဝိုက်ကအဆောက်အအုံတချို့ရင်းရိုင်ကုန်တယ်လို့မျက်မြင်တွေကဆိုပါတယ်နိုဝင်ဘာ22ရက်နေ့မနက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်လူတွေလည်းအိမ်တွေ တိုက်တွေစီကနေထိတ်လန့်တကြားထွက်ပြေးခဲ့ရတာပါအမေရိကန်ငလင်းတိုင်းတာရေးဌာန USGS ရဲ့အဆိုအရငလင်းရဲ့ဗဟိုချက်ဟာဒါကာမြို့တော်နဲ့25ကီလိုမီတာလောက်အကွာနာစင်ဒီဒေသတွေကဂိုရာရှယ်အေရီယာမှာလို့သိရပါတယ် မြေအနက်10ကီလိုမီတာလောက်ကိုဥတီတဲ့မြေဒိန်ကလင်အမျိုးအစားဖြစ်တာကြောင့်လဲမြေပြင်ပေါ်မှာတက်ရောက်မှုကပိုပြီးသိတာခဲ့တာပါငလင်ရဲ့ပြင်အားကိုအစောပိုင်းမှာမဂနီကျူ9.3လို့ကြေညာခဲ့ပေမဲ့နောက်တော့9.5လို့ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်ဓာကာမှာငလင်ကြောင့်6ဦးသေဆုံးဆင်းရဲရထားပြီးဒီထဲမှာအားလုံးလူလူကအဆောက်အအုံအစိတ်အပိုင်းတွေပြိုကျမှုကြောင့်အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ဒဏ်ရာရဆိုင်ရင်ကလည်းဒါဇင်နဲ့ချီများပြနိုင်ကြောင်း ကယ်ဆယ်ရေးတွေကပြောတာပါနောက်ပြီးဆောက်လုံစအဆောက်အအုံတစ်ခုရဲ့အစိပ်အပိုင်းတွေပြိုကျထိမှန်လို့ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်ငလင်ရဲ့တက်ရောက်လှုပ်ခတ်မှုကိုဘင်္ဂလားဒေ့ရှ်အရှေ့ပြားပြည်နယ်တွေနဲ့အိန္ဒိယအိန္ဒိယနိုင်ငံကပါခံစားခဲ့ရပေမဲ့အဲ့ဒီနေရာတွေမှာတော့ထိခိုက်သေးခြင်းမှုတရင်မကြားရပါဘူးဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယယူရေးရှားနဲ့ဘာမာမြေအောက်ကြောက်လွာချက်ကြီးတွေစုဆောင်တဲ့နေရာမှာတည်ရှိတာကြောင့်ငလင်အန်ဒီယေဆက်ကွင်းထဲမှာကြားရောက်နေတဲ့နိုင်ငံအဖြစ်သတ်မှတ်နိုင်ပါတယ် အဲ့ဒီကြောက်လွာချက်ကြီးတွေက နှစ်တိုင်းစင်တီမီတာနည်းနည်းစီလောက်ရွေးရှားအောင်အချင်းချင်းတွန်းထိုးနေပြီးအကျိုးဆက်အဖြစ်တီမြဲစွမ်းအင်ကိုစုဆောင်းထားသလိုဖြစ်နေတာပါအဲ့ဒီစွမ်းအင်ကအမြင်မျက်နှာပြင်ပေါ်ကန်ထွက်လာတဲ့အခါမှာတော့ငလင်ကြီးတွေလှုပ်ခတ်လေးရှိပါရဲ့ရှင်တောင်တရုတ်ပင်လယ်ရေပြင်မှာနစ်မြုပ်နေတဲ့တိုက်လျင်တဲ့ရဟတ်ရင်တို့ကိုဆက်တင်ဖို့အမေရိကန်ရေတပ်ကစီစဉ်နေပါတယ် FA18 Super Hornet အမျိုးအစားတိုက်လျင်နဲ့ MH60 ရဟတ်ရင်တို့က USS Nimitz လေယာဉ်တင်သင်္ဘောကြီးမှာခြေစိုက်ခဲ့ပြီးအောက်တိုဘာလကုန်ပိုင်းတုန်းကမိနစ်30အတွင်းအသီးသီးပြတ်ကျခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်တွေမှာလူအသေးပျောက်တော့မရှိခဲ့ပါဘူး။ရေတပ်ကလေယာဉ်နှစ်စီးမိနစ်ပိုင်းပဲခြားပြီးပြတ်ကျခဲ့တဲ့အကြောင်းရင်းကိုတိတိကျကျမထုတ်ပြန်ပါဘူး။ဒါပေမဲ့ American သမ္မတ Donald Trump ကတော့မတန့်တဲ့လောင်စာဆီပြဿနာကြောင့်ဒီကိစ္စတွေကြုံခဲ့တာဖြစ်နိုင်ကြောင်းသတင်းတောက်တွေကိုမှတ်ချက်ပေးခဲ့ပါတယ်။ November 22ရက်နေ့မှာတော့ရေတပ်က တောင်တရုတ်ပင်လယ်ရေမြမှာပြန်လည်ဆယ်ယူရေးလုပ်ငန်းသုံးသင်္ဘောတစီးရောက်နေပြီဆိုတာကိုအတည်ပြုခဲ့ပါတယ်။ရေတက်ရဲ့အချက်အလက်တွေအရအဲ့ဒီသင်္ဘောဟာပင်လယ်ကျမ်းပြင်မှာနင်းမြုပ်နေတဲ့တန်ချိန်300လောက်ထိလေးလံတဲ့အရာဝတ္ထုပစ္စည်းတွေကိုဆယ်ယူနိုင်ကြောင်းသိရတာပါ။ FA18 တိုက်လေယာဉ်က33တန်လောက်ထိလေးလံပြီး MH60 ရဟတ်ယာဉ်ကတော့17တန်လောက်ထိအလေးချိန်စီးပါတယ်။အဲ့ဒီလေယာဉ်တွေကိုပြန်လည်အသုံးပြုဖို့မဖြစ်နိုင်တော့ပေမဲ့ ပြိုင်ဘက်နိုင်ငံတွေလက်ထဲရောက်သွားရင်အရေးကြီးတဲ့စစ်ရေးနည်းပညာနဲ့ထောက်လှမ်းရေးအချက်လက်တွေပေါက်ကြားသွားမှာစိုးရင်လို့အခုလိုဆယ်ယူဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ American Pacific ရေတပ်မရဲ့ထောက်လှမ်းရေးဌာနအကြီးအကဲဟောင်းကတကယ်လို့ FA18 ရဲ့ကိုဒယ်နဲ့စက်ပိုင်းဆိုင်ရာဖွဲ့စည်းပုံတွေပေါက်ကြားသွားရင်လေရင်ရဲ့အားနည်းချက်ကိုရှာဖွေတိုက်ခိုက်ဖို့ရောနည်းပညာပိုင်းပုံတူကူးဖို့ပါလမ်းပွင့်သွားစေလိမ့်မယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ FA18 တွေဟာတရုတ်လက်ထဲကိုဘယ်တော့မှမရောက်ခဲ့ဘူးကြောင် တကယ်လို့အဲ့ဒီလေယာဉ်ကိုသာတရုတ်ကဆယ်ယူရရှိသွားမယ်ဆိုရင် လေယာဉ်တင်သင်းပေါ်အခြေစိုက် J15T တွေကိုအဆင့်မြင့်တင်ရမှာအများကြီးအထောက်အကူဖြစ်သွားနိုင်ကြောင်းသူကပြောပါတယ်တရုတ်ရဲ့ J15T တွေဟာ American ရဲ့ FA18 တွေလောက်တော့နည်းပညာပိုင်းအဆင့်မမြင့်ပါဘူး MH60 ရဟတ်ယာဉ်မှာတော့ American ရဲ့ရင်ငုတ်သင်းပေါ်ရှာဖွေထောက်လန်းမှုဆိုင်ရာနည်းပညာတွေပါဝင်ပြီးအဲ့ဒီအပိုင်းမှာလည်းတရုတ်ထက်အများကြီးပိုအဆင့်မြင့်တယ်လို့ဆိုပါတယ် တရုတ်ကတောင်တရုတ်ပင်လယ်ရေပြင်တစ်ခုလုံးနီးပါးကိုပိုင်နက်အဖြစ်သတ်မှတ်ကြေညာထားတာကြောင့်ဒေသရင်းနိုင်ငံအများပြားနဲ့အငင်းပွားမှုတွေရှိနေပါတယ်။ American ဟာ2022တုန်းကလည်းရေတပ်ရဲ့နည်းပညာအမြင့်ဆုံး F-35 တိုက်လေယာဉ်တစ်စီးပြက်ကြတော့ကအလားတူပြန်လဲဆဲယူခဲ့မှုပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။